အားလုံးပဲမင်္ဂလာပါဒီနေ့ April 14ရက်နေ့မှာတော့ပဲခူးတိုင်းလက်ပဒံမြို့နယ်မှာစကားဆိုင်ရဲ့စစ်ကြောင်းကိုဒီဖက်ကတော်လိုင်းရဲ့ဖွဲ့တွေကနေပြီးတော့ဝင်ပြီးတော့ကြားဖြတ်တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာရှေ့ရောက်မတာပေါ်သွားတယ်မျိုးစာဖြစ်သွားတယ်ဒေဆုံးသွားတယ်ဆိုတော့တိတဲ့အတိုင်းပဲသူတို့ဘီနီယာပဲမေးသွားသွားဒီဖက်တော်လိုင်းရဲ့အဖွဲ့တွေကတိုက်ခတ်လိုက်တဲ့ခါကျတော့အနည်းဆုံးတရက်မှတရက်မှတေးတဲ့မတာတွေနဲ့တော့မဟုတ်ဘူးဆိုတော့လက်ပဒန်းဆိုတာကလည်းဒီရေကုန်နဲ့တိုက်ဝဲတာမဟုတ်ဘူးဆိုတော့ကျွန်တော်လက်ပဒန်းမှာလည်းဒီမှာကေစေး လုပ်ငန်းတပါတီကျွန်တော်လုပ်ခဲ့ဖို့တယ်ကျွန်တော်ရောက်ဖို့တယ်လက်ပထမြို့နယ်ဒီ main line လို့ပါလို့ဆိုတော့ကျွန်တော်အဲ့ဒီမှာသွားဖို့တယ်ဆိုတော့အဲ့ဒီနေရာတွေကဒီရက်ကိုလည်းတိတ်ဝဲတာမဟုတ်ဘူး။တရောက်ဒီတို့30တို့ဒီဖက်ကလက်ပဒန်းတို့ဆိုတော့အဲ့ဒီမှာအနည်းဆံမျိုးတွေပဲဖြစ်တယ်နော်။ဆိုတော့အဲ့ဒီမှာကျွန်တော်တို့တော်လိုင်းရတက်ဖို့တွေကကြားဖြတ်ပြတ်တိုက်တဲ့ခါကျတော့6ရောက်သေးသွားတယ်။နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီချင်းပြင်းနေနော်။ချင်းပြင်းနေမင်းတက်မြို့မှာရှိတဲ့မြို့မှာနှစ်ချခရိယန်တင်းတော်ရဲ့အကြောင်းပေါ်နေပြီးတော့မအလာကတချံရဲ့အကျုံနေမှာ အဲ့ဒီမှာတိုက်ခိုက်တယ်ဆိုတော့တကြံအကြိုနေ့လို့ပြောတာထဲအဲ့ဒီနေ့ကကျွန်တော်တို့နိချင်းခရိယန်တွေဆိုတော့ကျွန်တော်တို့ဒလင်းငွေတွေနေ့မှာဖျားချောင်းတက်တယ်ဆိုတော့သူ့ရဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီနေ့မှာဖျားချောင်းတက်လာမယ်လူတွေအများပြားရှိမယ်เนาะအဲ့ဒီဘုံတစ်လုံးနဲ့အများကြီးလူတွေတည်ဆုံသွားမယ်ပြီးလို့ရှိရင်တော့အဆောက်အဦလေးထိခိုက်ပျက်စေမယ်စသဖြင့်ဒီရည်ရွယ်ချက်နဲ့သူကပြစ်တာဖြစ်လိမ့်မယ်เนาะကျွန်တော်ရဲ့အထင်ပေါ့အဲ့ဒီနေ့ကဒလင်းငွေတွေနေ့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှာလူတည်ကြည်မှုတော့မရှိဘူး ဲ့ဒီမှာအဆောက်အပစ္စည်းဆုံးရှုံးမှုတော့ရှိတယ်เนาะအဲ့ဒီဘုရားကျောင်းကိုကျွန်တော်တို့တိုက်ခိုက်တယ်ဆိုတော့ဒီနေရာမှာဒီဘုရားကျောင်းเนาะဘုရားကျောင်းဆိုတာကဒီခရစ်ယာန်လူမျိုးတွေရဲ့ထွက်မြေ့ထားတဲ့ဘုရားကျောင်းဖြစ်တယ်ဒီဘုရားဘာသာမှာဆိုလို့ရှိရင်တော့စီဒီပထိုးတို့ဒီဖုန်ကြီးကျောင်းတို့အစသဖြင့်ပေါ့နော်ဒီလိုသာသနာအဆောက်အုံတွေဖြစ်တယ်ဆိုတော့အဲ့ဒါကိုချက်ရှိရှိနော်ပြချလိုက်တယ်အဲ့ဒီမှာလူတွေတော့မပါတော့ဘူးဆောက်အုံတော့ကျွန်တော်တို့ပြစီသွားတယ်ဆိုတော့ဟုတ်တွေ့ရတယ်နောက်တစ်ခုကမန္တလေးတိုင်းညောင်ဦးမြို့နေမှာဒီပကံညောင်ဦးမှာဆိုလို့ရှိရင်တော့ ဒီ PDF တွေကခဏခဏအဲ့ဒီမှာသူတို့ဝင်ပြီးတော့တိုက်ခါတယ်လုံချုံရေးဒီရေးကင်းတွေကိုခဏခဏအစောခံတဲ့ခါကျတော့အဲ့ဒီပကံညောင်ဦးမှာဆိုလို့ရှိရင်တော့မြို့တွေမှာအကုန်လုံး CCTV တက်ဆင်လိုက်တယ်။နော်တက်ဆင်လိုက်ပြီးတော့အဲ့ဒီမှာအုတ်ကြီးကနေပြီးတော့အဲ့ဒီယုံကနေပြီးတော့လုံခြုံရေးကိုစောင့်ကြည့်လဲဆိုတဲ့ဟာကိုတွေ့ရတယ်။ဆိုတော့အဲ့ဒီပြတော့ပကံညောင်ဦးမြို့မှာဆိုလို့ရှိရင်တော့အကုန် CCTV တွေတက်ဆင်ထားတယ်။အဲ့ဒီကခင်းဆောင်ဖြစ်တယ်။ဆိုတော့အဲ့ဒီကနေပြီးတော့ယုံကနေပြီးတော့ထိန်ချုပ်ကြည့်ရှုနေတယ်။ဘသူကဝင်တယ်၊ဒီလမ်းကိုသွားတယ်လဲ။မလို့လှူရှာမှုတွေရှိလဲဆိုတဲ့ဟာကိုအကုန်လုံးအဲ့ဒီကနေပြီးတော့မှတ်တမ်းယူဖို့အတွက် CCTV တွေကိုတက်ဆင်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကချစ်ပင်နေမှာဆိုလို့ရှိရင်မာလာက ဒီအခုဒီဒီဇင်ဘာလဒီ2025ဒီဇင်ဘာလနောက်ဆုံးနှစ်ပတ်ရဲ့ဇန်နဝါရီလပထမနှစ်ပတ်ရဲ့အဲ့ဒီမှာနှစ်ဖြတ်ခွဲပြီးတော့ဒီရွေးကောက်ပွဲကိုလုပ်မယ်ဆိုပြီးတော့သူကြေညာထားတာရှိတယ်။အဲ့ဒါကြောင့်အခုချင်းပြည်နယ်မှာဆိုလို့ရှိရင်တော့ဒီဂျာကာလာချင်းအမျိုးသားအတံပင်ခံကောင်စီကနေပြီးတော့သူကနေပြီးတော့ထုတ်ပြန်လိုက်တယ်။မအလာရဲ့ရွေးကောက်ပွဲကိုပါဝင်တဲ့ပါဝင်ဖို့လုပ်တဲ့လူတွေပြီးလို့ရှိရင်တော့ထောက်ပံ့ထောက်ပံ့လို့လုပ်တဲ့ဟာတွေကိုလုံးဝမလုပ်ဖို့ချင်းပြည်သူလူထုကိုနေပြီးတော့အဲ့ဒီမှာ တတိပိတ်လိုက်တယ်เนาะအဲ့ဒါက ICNCC လို့ခေါ်တယ်ဂျာကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဖြစ်တယ်ဆိုတော့သူကနေပြီးတော့တတိပိတ်လိုက်တယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ USA မှာเนาะ Maryland Maryland ဆိုတာကဟိုဘက်မှာတော်တော်အေးတယ်အဲ့ဒီဘက်မှာเนาะ Maryland ဘက်မှာဆိုလို့ရှိရင် Washington DC တို့ဘာတို့နဲ့နီးတယ်ဆိုတော့အဲ့ဒီဘက်မှာကျွန်တော်တို့ဒီလင်းလင်းအစိုးရလင်းလင်းချစ်သူဝေသူရဲ့ဇနီးကတော့ချစ်သူဝေသူတို့ကတော့နိုင်ငံခြားမှာရောက်ပြီဆိုတော့အခုကဒီ Maryland မှာသူတို့ live show တခုလုပ်တယ်အဲ့ဒီမှာအဲ့ဒီ young life in maryland ဆိုတဲ့အဲ့ဒီခေါင်းစဉ်နဲ့နေပြီးတော့ဂီတဖြုတ်ဖွေးဖွေးတယ်လုပ်တယ်အဲ့ဒီမှာရန်ပုံငွေတွေဒေါ်လာ3ချီရသွားတယ်နော်3သိန်းနဲ့3ပေါင်းထိတောင်မှရသွားတယ်ဆိုတော့အဲ့ဒီဟာကတော်လန်ရေးမှာနော်ကျွန်တော်တို့ခန္ဓာ3ခုမှာခွဲပြီးတော့သူတို့3ဆွေးမယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာအဓိကပေါင်ဝင်တဲ့ဟာကလင်းလင်းဆိုကြလင်းချင်းရဲ့သူရဲ့နော်ကျွန်တော်တို့ဇနီးချစ်သူဝင်နော်ရန်ပုံငွေပွဲဒီဂီတဖြုတ်ဖွေးဖွေးတယ်လုပ်တယ်အဲ့ဒီမှာတော်ငွေ3နဲ့ချီပြီးတော့ရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ သူတို့ကလည်းဒီတောင်တနေရာကနေပြီးတော့ဒီပါဝင်တာပေါ့နော်သူတို့နိုင်ငံခြားမှာရောက်ပေမဲ့ဒေါ်လာရင်းမှာဒီနေ့ထက်ထိပါဝင်နေတုန်းပဲဆိုတော့သူတို့ကြာရတောင်ကနေထန်းဆောင်ပြီးတော့ဒေါ်လာရင်းမှာပါဝင်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတိုင်းပြည်တို့မှာတော်တော်ဝင်နေချေကမှုတွေရှိတယ်နိုင်ငံတကာကလည်းအထောက်ပံ့တွေတော်တော်ဝင်လာတယ်အဲ့ဒါကမင်္ဂလာရနော်မင်္ဂလာရဟာဆိုလို့ရှိရင်7.7ဒီ writer skin နဲ့နေပြီးတော့ကျွန်တော်တို့လှုပ်တယ်နောက်လှုပ်တယ်အဲ့ဒါကစကိုင်းကအဓိကဖြစ်တယ်စကိုင်းငလျင်နော်စကိုင်း ငလျင်ကိုနေပြီးတော့ဒီမာလာကခေါ်တာကိုတော်တော်ကြောက်တယ်နော်စကိုင်းငလျင်ဆိုတာဘာဖြစ်လို့မာလာကဒီမန္တလေးငလျင်လို့ဘာဖြစ်လို့ပြောင်းလာလဲဆိုတော့ကျွန်တော်တို့ဒီအထောက်ပံ့ကိစ္စရဲ့နောက်တစ်ခုကဒီအတိတ်နမိတ်ရဲ့နော်စကိုင်းဆိုတာစဆိုတာတော့စစ်ဆိုတာတော့စစ်တယ်နော်ကိုင်းဆိုတာတော့ကိုင်းညွန်းသွားပြီလေပြရတော့စကိုင်းငလျင်ဆိုတာအဲ့ဒီငလျင်ပြည်တာနဲ့မာလာဟာဆိုလို့ရှိရင်ကြာဆုံးခန်းတော့ကိုရောက်တော့မယ်နော်ဆိုတဲ့အတိတ်နမိတ် တို့ကရတရားတို့ဘာတို့တော်တော်ကိုဒီအတိတ်နမိတ်တို့ဘာတို့တော်တော်ကြောက်တော့ကြောက်တဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့စကိုင်းဆိုတာစစ်တပ်ဟာဆိုလို့ချင်းအကုန်လုံးကန်းညင်းသွားမယ်နော်အဲ့ဒီမိင္ကလေးလှုပ်ချင်းအပြင်အကုန်လုံးပြိုကျသလိုဒီမာလာရဲ့စစ်တပ်ဟာဆိုလို့ချင်းတစ်ခုလုံး เนาะပြူချသွားမယ်ကင်ချသွားမယ်ဆိုတဲ့အတိပေကိုတက်ရောက်တယ်အဲဒါကြောင့်တော်တော်ကိုကြောက်တယ်အဲ့ဒီစကိုင်းငလျင်လို့ခေါ်မှာကိုတော်တော်ကြောက်တယ်နောက်တစ်ခုကအဲ့ဒီစကိုင်းဟာဆိုလို့ရှိရင်တော်လိုင်းရဖွေးတဲ့ထင်းချုပ်ထားတဲ့နေမျိုးတွေဖြစ်တယ်ဆိုတော့အဲ့ဒီထင်းချုပ်ထားတဲ့နေမျိုးမှာကျွန်တော်တို့ဒီအကူညီတွေမပေးချင်ဘူးငါမပေးချင်ဘူးမန္တလေးငလျင်ဆိုလို့ရှိရင်တော့မန္တလေးဟာထိနာတယ်အဲ့ဒါကြောင့်မန္တလေးကိုကူညီရမယ်အဲအစတိပြည်နိုင်ငံတကာရဲ့ဒီဦးနှောက်တွေကိုနေပြီးတော့လဲစားတာနော်လဲစားတဲ့အပိုင်းဆိုတော့ အခုဒီမန္တလေးငလျင်လို့ပြောတဲ့ခါမှာကျတော့မန္တလေးကသူတို့ထိန်းချုပ်ထားတဲ့နေမြေတွေဖြစ်တယ်ဆိုတော့ကုညီမှုတွေအကုန်လုံးနောက်ပန်းပိုးမှုတွေအားလုံးကဒီအတိပြရတော့မန္တလေးမှာသွားလို့ရတယ်ဆိုတော့စကိုင်းငလျင်လို့ပြောတဲ့ခါမှာအိုင်းမှာတော်ထိနိုင်မယ်အဲ့ဒီနေရာမှာပဲကျွန်တော်တို့ဒီကေဇေးရဲတွေကသွားတော့ပေးရတော့မယ်အဲ့ဒါကြောင့်စကိုင်းမှာအဓိကမဟုတ်ဘူးဆိုတဲ့အာယုံကိုနိုင်ငံတကာရဲ့အာယုံကိုလွှဲလိုက်တာနော်လွှဲလိုက်တာဆိုတော့အခုကနေပြီတော့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ line shop တကြံဒီနေ့ကြားတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ 9C လျံတွေကို PR ပေးတယ်နော် PR ပေးတယ်အဲ့ဒီမှာမဖြစ်မနေအဲ့ဒီမှာ ဒီလမ်းလျှောက်တကြံမှာပါဝင်ပြီးတော့ဆင်းရွှေကြဖို့ပြီးလို့ရှိရင်တော့အဲ့ဒီမှာကျွန်တော်တို့မအလာတို့ဇိုးဝင်ဒုကချုပ်တို့ကချုပ်ဒုကချုပ်ပေါ့ကျွန်တော်တို့ရဲ့နောက်တစ်ခုကစစ်ဘိုလ်ချုပ်တွေအဲ့ဒီမှာလမ်းလျှောက်တကြံမှာဆိုလို့ရှိရင်သနခါတွေလင်းကြတယ်နော်လင်းကြတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်တွေအဲ့ဒီပုံတွေကိုကြက်ကြက်မမတ်လူမှုကွန်ရက်ပေါ်မှာနော်သတင်းမီဒီယာပေါ်မှာမပြန့်အောင်နော်တော်တော်ကိုထိန်းချုပ်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နော်အဲ့ဒီသနခါလိမ့်တာတို့ဘာလို့ဆိုတော့ကျွန်တော်တို့ထိုင်းက ဒီတကြံเนาะအတူယူတာဖြစ်နိုင်မယ်ဆိုတော့ထိုင်းလို့ဘာလို့ဆိုရင်တော့ဒီတနခါတွေတော်တော်လူးကြတယ်အဲ့ဒီမှာအမွှေးတွေဖြန့်တယ်တနခါလူးတယ်ဆိုတော့ ဲ့ဒီအဲ့ဒါကဒီထိုင်းဖက်မှာလောက်တာမြန်မာဖက်မှာမရှိဘူးเนาะမြန်မာဖက်မှာကတော့ကျွန်တော်တို့ဒီရိုးရိုးတကြံရေလောင်းတာတို့ရေပတ်ခန္ဓာတို့ဘာလို့ရှိလဲထိုင်းကြတော့အဲ့လိုမျိုးမဟုတ်ဘူးเนาะအမွေးဖြန့်တယ်ပြီးလို့ရှိရင်တော့တဏ္ခါလူတယ်တကယ်လူရုပ်တော့မပေါက်တော့ဘူးเนาะအဲ့လိုမျိုးပုံစံလူတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့အားကြပြီးတော့ဒီကာချိုးတို့ဒုကာချိုးတို့ကတဏ္ခါလူကြတယ်နောက်ဘူချိုးကြီးတွေအဲ့ဒီမှာလူကြတယ်ဆိုတဲ့ဟာတွေ့ရတယ်ဆိုတော့အဲ့ဒီနေရာမှာပဲကျွန်တော်တို့မြင်ကလေးလှုပ်တယ်เนาะမြင်ကလေးလှုပ်တယ်ဒီနေ့ ဒီအကြနေမှာပဲမင်္ဂလင်ထုတ်တယ်4 point segment ဆင့်ရှိတဲ့မင်္ဂလင်ထပ်တော့လှုပ်တယ်လှုပ်တဲ့ခါကျတော့အဲ့ဒီကပြည်သူလူထုတွေရဲ့အဲ့ဒီမှာစကားဆိုင်ရဲ့အသိဝိုင်းတွေကတော်တော်ကိုတုံလှုပ်ချုပ်ချားသွားတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့ဒီနေ့သတင်းမီဒီယာနေမှာဖော်ပြထားတာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ရခိုင်ပြည်နယ်เนาะရခိုင်ပြည်နယ်မင်းပြမြို့တိုင်းတိုက်ပွဲမှာဆိုလို့ရှိရင်စကားဆိုင်ရဲ့လူတွေအများကြီးအများကြီးဖန်ခါရတယ်เนาะဆိုတော့အဲ့ဒီမှာကျွန်တော်တို့စစ်သားအယောက်ပေါင်းအခုနကမအလာရဲ့တပ်သားတွေเนาะစစ်တပ်ပိုင်းတွေ 190ကိုနေပြီးတော့ဒီသကြံရဲ့အကျိုးနဲ့မနေ့ကပေါ့နော်မနေ့ကထွက်တာဆိုတော့အဲ့ဒါက A ကထုတ်ပြထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့မင်္ဂလင်ကလည်းဒီဒီအခုအငင်းတွေဆက်ဆက်ဆက်ပြီးတော့နိုင်ငံခြားကနေပြီးတော့ကိုကြီးထောက်ပံ့နေစေပဲဖြစ်တယ်ဆိုတော့ဒီနိုင်ငံခြားကနေပြီးတော့ထောက်ပံ့တဲ့ ဒီတန်ချိန်ပေါင်းဘယ်လောက်ရှိလဲဆိုလို့ရှိရင်3380တန်ချိန်ကိုနေပြီးတော့မအလာကလက်ခံရရှိပြီးသားဖြစ်တယ်။ဆိုတော့အဲ့ဒီမှာမျိုးတွေ့ရတယ်။အဲ့ဒီမှာတမျိုးကတော့ကျွန်တော်တို့ထောက်ပံ့ရေးပစ္စည်းတွေနော်။အဲ့ဒီမှာအိုးခွဲပကံအိုးစားစားတိဖြစ်အဲ့ဒီပစ္စည်းတွေတန်ချိန်ပေါင်းဘယ်လောက်ရှိလဲဆိုလို့ရှိရင်1230နော်တန်ချိန်ရှိတယ်။ကေဆေးရေးပစ္စည်းနော်ကေဆေးရေးပစ္စည်းဆိုတဲ့အခါကျတော့ဒီအဆောက်အဦတွေကြားမှာပိတ်မိနေတဲ့လူတွေကိုကေဆေးဖို့အတွက်ကေဆေးရေးပစ္စည်းတွေနော်တန်ချိန်ပေါင်း1180 နော်အဲ့ဒါကိုစကစကနေပြီးတော့လက်ခံရရှိတယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီတကြံအချားနေမှာပဲမအားလာဆိုလို့ရှိရင်ဒီလေယံဘုံချဲတာနော်ဘုံချဲတာလောကမယမနာဘူးအဲ့ဒီမှာကဏီမျိုးနေတို့အင်းတော်မျိုးနေတို့တပိတ်ချင်းမျိုးနေတို့ကြောက်တော်မျိုးနေကြောက်တော်မျိုးထက်မှတော့ကျွန်တော်တို့ပြစ်တယ်အဲ့ဒါကရခိုင်ပြည်နေမှာနော်ဆိုတော့မှဘုံချဲတယ်ဘုံချဲတဲ့ခါကျတော့အဲ့ဒီမှာလူရောက်ပေါင်း၃ရောက်သေးတယ် စစ်သုံးဦးကဒဏ်ရာရရှိရဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့၆တော်မှလည်းကျွန်တော်တို့ဒဏ်ရာရရှိမှုလည်းရှိတယ်ခုနကသပိတ်ချင်းမှာတော့အများကြီးထိခိုက်ဒဏ်ရာရရှိမှုလည်းရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မအလာရဲ့တည်င်းဖြစ်တယ်ဒါကလူမှုကွန်ရက်ပေါ်မှာတော်တော်ကိုဖော်ပြထားတဲ့ဒီတည်င်းမီဒီယာလောကမှာဖော်ပြထားတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ရေပန်းစားတဲ့တည်င်းပုတ်လည်းဖြစ်တယ်ဆိုတော့အဲ့ဒါကပါလို့ဆိုလို့ရှိရင်တော့မအလာမအလာကိုနေပြီးတော့ဒီ ASCII ရဲ့အသိုင်းအဝိုင်းမှာ5 point consensus ကိုနေပြီးတော့သူကိုယ်တိုင်ပထမဆုံးတက်တယ်တက်ပြီးမှအဲ့ဒီပုံသဘောတူညီချက် ငါးချက်ကိုသူအကုန်တဖော်ပါမယ်ဆိုပြီးမှအမှတ်ခံတယ်မဖော်ဆောင်တဲ့ခါကျတော့ဒီအာဆီယံအတိုင်းဝိုင်းမှာသူဖိတ်ထုတ်ခံလိုက်ရတယ်နော်ဖိတ်ထုတ်ခံလိုက်ရတယ်ဆိုတော့၄နှစ်ကြာပြီ၄နှစ်ကြာတဲ့ခါကျတော့ဆက်တက်ဆက်တက်ဆက်တက်အောင်မြင်မှုတွေကျွန်တော်တို့တွေ့ရနိုင်တယ်နော်ဆိုတော့ပထမဆုံးကတရုတ်အဓိကတော့တရုတ်ပေါ့ဒီနေရာမှာတရုတ်ကစက်ကောင်ပဲနော်တရုတ်ကသူ့ကိုပွေးထုတ်တာဒီအာဆီယံအတိုင်းဝိုင်းကလုံးဝဖိတ်ထုတ်လို့မရဘူးဆိုတော့အဓိကတရုတ်ရဲ့ပြပန်ပဲနော်ဝန်နေပဲအဒီကနေဆိုတော့ပထမဆုံးတရုတ်ကိုသွားတယ်ဒီဘလုရှင်ရုရှားကိုသွားတယ်ရုရှားကိုသွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ထိုင်းကိုအစီဝတ်တက်တယ်ဆိုတော့ဘယ်လိုလိုတို့ဘာလို့ရောက်သွားတယ် တော့အတိယတခါเนาะအတိယတခါအခုပြန်လာတယ်ပြန်လာပြီးမှအခုမလေးရှားကဒီဥက္ကဋ္ဌပေါ်အစိုင်းရဲ့ဥက္ကဋ္ဌဒါဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်းမှာရောက်လာမယ်ထိုင်းမှာကျွန်တော်တို့ဒီ essential work လို့ခေါ်တဲ့ဒီ patent တွင်ရဲ့အဖေနဲ့သွားတွေ့မယ်နော်သွားတွေ့မယ်ဆိုတော့အဲ့ဒီ ASEAN ရဲ့ခေါင်းဆောင်တွေနဲ့သွားတွေ့ရတာဆိုလို့ရှိရင်ဒီနေ့เนาะဒီ session ရက်နေ့ April 16ရက်နေ့သွားတွေ့မယ်နော်အဲ့ဒါကပထမဆုံးအချိန်ပဲဖြစ်တယ်ဆိုတော့ ASEAN ကနေပြီးတော့သူ့ကိုလုံးဝမတွေ့ဘဲနဲ့ထားတာနော်ထားတာဆိုတော့အခုကတော့ ဒီမလေးရှားရဲ့ဝန်ကြီးကနေပြီးတော့အခုမာလာနဲ့သွားတွေ့မယ်နော်ထိုင်းမှာသွားတွေ့မယ်ဧပြီလ16ရက်နေ့သွားတွေ့မယ်ဆိုတော့အဲ့ဒါကပထမဆုံးအကြိမ်ပဲဒီ၄နှစ်၅၄နှစ်ကျော်၅နှစ်အတွင်းမှာနော်၅နှစ်အတွင်းမှာဆိုလို့ရှိရင်တော့ ီပထမဆုံးအကျင့်အာဆီယံအတိုင်းအဝန်ကနေပြီးတော့သူ့ကိုဆက်ဆံလာတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူတို့ရဲ့အကြောင်းပြချက်ကပါပြောထားလဲဆိုလို့ရှိရင်တော့ဒီမြန်မာထုတ်တဲ့ခါကျတော့လူသားချင်းစာနာမှုအထောက်ထားတဲ့အကူအညီတွေကိုပေးဖို့အဲ့ဒီအစီအစဉ်နဲ့ကျွန်တော်တို့ဒီမအလာကိုတွေးဖို့ရှိတယ်ဆိုတဲ့ဟာကိုသူတို့ပေါ်ပြထားတာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတော့မအလာအတွက်တကယ်အထူးသတင်းပဲဖြစ်တယ်ဆိုတော့အခုထိုင်းကိုထပ်ပြီးတော့ကျွန်တော်တို့သွားမှာဖြစ်တယ်ဆိုတော့အဲ့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကပထမတစ်ခေါက်ပွားတော့ကသူညံ့တွင်ချင်းပြေးသွားတယ် နော်အဲ့ဒီမှာ interpol မှာဆိုလို့ရှိရင်အကြောင်းကြားပေးပြီးဖြစ်တဲ့ interpol ကတွန်းအားတွေပေးတယ်နော်အဲ့ဒီမှာအလကိုဖမ်းပေးဖို့ဘာဖြစ်ဆိုတော့ထိုင်းတာဆိုလို့ရှိရင်တော့ interpol ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တယ်အဲ့ဒါကြောင့်ဖမ်းပေးပါဆိုတော့အဲ့လိုမျိုးတည်တင်းတွေထွက်တဲ့ခါကျတော့သူညာတွင်ချင်းထွက်ပြေးသွားတယ်နော်ထွက်ပြေးသွားတယ်ဆိုတော့အခုကတော့ထပ်ပြီးတော့ဖိတ်ခေါ်တယ်အဲ့ဒီမှာသွားမယ်ဆိုတော့အဲ့ဒါကတော့အခုကြိုပြီးတော့တိထားပြီးသားဖြစ်တယ်နော်ဒီနေ့ကဆေးလျက်ပဲရှိသေးတယ်ဆိုတော့၄ရက်ကျန်သေးတယ်ဆိုတော့၄ရက်က interpol ကအလုပ်ပြင်ဆင်ပိုက်ခွင့်ရှိတယ်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့မအလာရဲ့နောက်ဆုံးနေ့များဖြစ်မလား နော်ဘာဖြစ်ဆိုတော့အစကတည်းကနေတိုက်ထွန်းမိသားဖြစ်တယ်ပထမတစ်ခေါက်သွားတော့ကဆိုတော့ဒါတော့ဒုတိယအခေါက်ဖြစ်တယ်ဆိုတော့ဒါလည်းမဖမ်းနိုင်ဘူးဆိုတော့အင်တာဗိုလ်ဘာမှအသုံးမချတော့ဘူးဆိုတော့ကျွန်တော်တို့နားနေထားဖို့ကျွန်တော်ပြသဖြစ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဆက်လုပ်ချေရအောင်နော်ဆက်လုပ်ချေရအောင်ဘယ်လိုဖြစ်လာမလဲမလားဆစ်ရှင်းနေသွားမယ်ထိုင်းမှာဒီမလေးရှားဝန်ကြီးနဲ့သွားတွေ့မှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ DKPA ရဲ့ထင်းချုပ်ထားတဲ့နေမြေတွေမှာကြားဖြတ်နေနော်ဒီမြောက်ဝတီဂွင်တွေပေါ့နော်အဲ့ဒီမှာ DKPA တို့ GF တို့ဘာတို့စုမထားတဲ့နေရာတွေဖြစ်တယ်တကယ်ကြားဖြတ်လုပ်ငန်းတွေတကယ်အကြီးကြီးမားမား ရှိတဲ့နေရာတွေဖြစ်တယ်ဆိုတော့တရုတ်ကဖိအားပေးပြီးတော့ဒီကြားဖြတ်နယ်ကိုဖမ်းတဲ့ခါကျတော့เนาะအဒီမှာဖမ်းထားတယ်နလကျော်ရှိပြီအမပို့နိုင်သေးဘူးဆိုတော့ DKB တော်တော်ကိုအကြိုက်ရိုက်တယ်နာအဒီမှာဒီ DKB တို့ BGF တို့တို့သူတို့ဟာတော်တော်အကြိုက်ရိုက်တယ်ဘာဖြစ်လို့သူတို့ကိုဖမ်းထားပြီးတော့เนาะပြန်ပို့လို့လည်းမရဘူးသူတို့ကိုအဲ့လိုမျိုးကျွေးမွေးရတယ်အဆအဆအရရပါတော့အဲ့လိုမျိုးလုပ်ထားတာရှိတယ်ဆိုတော့အဲ့ဒီကြားဖြတ်ကိုတရုတ်ကပိတ်ထားတဲ့စီရီလျက်စင်းမြတ်တဲ့သူဟာနဲ့သူဝင်လာတယ်လို့ပြောတယ်အခုလည်းเนาะတော်တော်ကိုဆက်လက်ပြီးတော့သိမ့်နှိတ်ချပြီးတော့ ရှိနေတော့မယ်နော်တိမ့်တဲ့ခြေပြီးတော့ပို့တယ်တိမ့်တဲ့ခြေပြီးတော့ခုဆက်လိုက်ပြီးတော့နော်လေပတ်နေတော့မယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တတိမီဒီယာတွေမှာဖော်ပြချက်အရာကျွန်တော်တို့တွေ့ရတယ်နန္ဒကြောင့်ပိတ်တဲ့ခါကျတော့အဲ့ဒီပိတ်ခံရတဲ့လူတွေနဲ့နော်ကတော့ချက်ဖြစ်တယ်မနေ့ကအဲ့ဒီဗီဒီယိုဖိုင်ကိုဒီကျွန်တော်တို့ဒီ channel မှာကျွန်တော်တင်ထားပေးတယ်ပြည့်လုတ်ခဏီးပဲနော်ပြည့်ခဏီးပဲဆိုတော့ကတော့ကတော့တတော်ကိုဖြစ်တယ်အဲ့ဒီမှာအင်္ဂလိပ်တွေနဲ့ပြောပြီးတော့ about certain ခြားသားတွေကအင်္ဂလိပ်တွေပြောတာဟုတ်ဆိုတော့အဲ့ဒီမှာဒီ KPA နဲ့လက်နဲ့တကားကားနဲ့တတော်ကိုရုံရံဆန်ခတ်ဖြစ်ခဲ့တယ်နော်ပြည့်ဖို့အဆင့် ရောက်လောက်အောင်ထိဖြစ်သွားတယ်เนาะအဲ့ဒါမှဒါပဲငြိမ်သွားတယ်ပြင်းလောက်အောင်ထိတော့ပြခတ်မှုအဆင့်ထိတော့မရောက်ဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကမနေ့ကတက်တဲ့ဗီဒီယိုဖိုင်ဖြစ်တယ်ကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်တင်ထားပေးတယ်နောက်တစ်ခုကမခွေးတိုင်းစလင်းမြို့နယ်เนาะစစ်တုဒရာ68မိုင်မှာဆိုလို့ရှိရင်တော့ ဒီစကားဆရဲ့စခန်းကုန်းခုရှိတယ်အဲ့ဒီစခန်းကုန်းနေပြီးတော့ဒီ PDF တွေကနေပြီးတော့ဝင်ပြီးတော့တင်ပိုက်လိုက်တယ်ဆိုတော့အဲ့ဒါကမိနစ်၃၀ပဲကြာတယ်နော်မိနစ်၃၀ပဲကြာတယ်အဲ့ဒီဗီဒီယိုဖိုင်ကိုလည်းကျွန်တော်တင်ထားပေးမှာဖြစ်တယ်ကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်တင်ထားပေးမှာဖြစ်တယ် subscribe လုပ်ထားရဲဆိုရင်တော့ဒီ YouTube ကနေပြီးတော့ကျွန်တော်တို့အဲ့ဒီမှာ message ပို့ပေးမှာဖြစ်တယ်ဆိုတော့ဒီဗီဒီယိုနဲ့နိုင်ဝဲလောက်ကြာမယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်ပြောချင်တယ်ဆိုတော့ဒီနေ့ April 16ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင် पक्का सब्सक्राइब करने के खबर पेचा पे चार